ကျွန်တော်အာဆင်ရတဲ့ကတော့ဒီချိန်မှာတိုက်စစ်မှုနှစ်ဦးကိုလိုင်းလံပြီးအသေးအံလိုင်းလံချိတ်ဆက်နေတာဖြစ်ပါတယ်ပထမဆုံးသူတို့ဦးစားပေးနေတဲ့ခေါ်ယူဖို့ကတော့ကျွန်တော်ဂျာမန်ဒီဒီလိုက်စ်အတင်းမှာကစားနေတဲ့တိုက်စစ်မှုစစ်ကိုပဲဖြစ်ပါတယ်ဒီကစားသမားကဆိုရင်ကျွန်တော်တို့ဒီရာသီမှာပွဲပေါင်း33ပွဲမှာကျွန်တော်73ကိုကိုတွန်းထားပြီးတော့မှဒါငါးလုံးကိုဖန်တီးပေးနိုင်ခဲ့တာဖြစ်ပါတယ်တခြားတစ်ဖက်မှာတော့ ဒီအာဆင်နယ်နောက်ထပ်ချိတ်ဆက်နေတဲ့ကစားသမားဂျူဂိုရက်စ်ဒါဆွီဒင်တိုက်စစ်မှုကတော့ဒီပိုတူဂီကလပ်မှာကစားနေတဲ့ကစားသမားကတော့33ပွဲမှာကျွန်တော်39ကိုကိုတီတွန်းယူထားပြီးတော့ဒါခုနှစ်လုံးဖန်တီးပေးနိုင်ခဲ့တာဖြစ်ပါတယ်ဒီကစားသမားနှစ်ဦးကိုနိုင်ရှိမယ်ဆိုရင်တော့ဂျူဂိုရက်စ်ကတိတိတတ်တာကြီးတာနေတာကိုတွေ့ရမှာဖြစ်ပါတယ်ဒါပေမဲ့လည်းဒီကစားသမားနှစ်ဦးအသက်အရွယ်ကတော့ အာဂျိုကိုရက်စ်က26နဲ့ရှိပြီဖြစ်ပြီးတော့ဒီစစ်ကိုကတော့20နှစ်ဝန်းကျင်သာရှိသေးတာဖြစ်ပါတယ်ဆိုတော့စစ်ကိုကအလားအလာရှိတဲ့တိုက်စစ်မှုတဦးအဖြစ် အများကမှတ်ယူထားကြတာဖြစ်ပါတယ်လက်ရှိမှာတော့ဂျိုကိုရက်စ်ကအင်မတန်မှတော်တော်လေးကိုအရေးတွင်းမြင့်တဲ့တွင်းကိုတွေတွင်းယူထားပြီးတော့ဒါဂိုးတွင်းအများဆုံးကစားသမားတွေမှာတိုက်စစ်မှုတွေမှာအပါအဝင်ဖြစ်ပါတယ် ဒီကစားသမားနှစ်ယောက်ရဲ့အာကစားပုံချင်းကလည်းဆင်တူတယ်လို့သူတို့ရဲ့ပြေးအားယုံအားဒီဘောလုံးထိန်းသိမ်းစကေးပိုင်းတွေကလည်းတူညီကြတာဖြစ်ပါတယ်ဆိုတော့ဒီကစားသမားနှစ်ဦးထဲမှာအာဆင်နယ်ကဘယ်တယောက်ကိုအရောက်ခိုယူသွားမလဲဆိုတော့မသိပေမဲ့လောလောဆယ်မှာစစ်ကိုကိုတော့အာဆင်နယ်ကတရားဝင်ကမ်းလှမ်းမှုတွေလုပ်ထားပြီးတော့ပေါင်တန်း90ကျော်ကနေ80ကျားအဲ့ငွေကြေးပမာဏနဲ့သူတို့တွေ ခိုးယူသွားဖို့ကျတို့စူးစမ်းနေတာဖြစ်ပါတယ်တကယ်လို့ဒါအဲ့ဒီဝင်ကျင်နဲ့ခိုးယူနိုင်ခဲ့ရင်ဆက်လက်ပြီးတော့ဂျိုကိုရက်စ်ကိုလည်းဆက်လက်ပြီးကမ်းလှမ်းပြီးစူးစမ်းသွားမယ့်အနေအထားတွေရှိပါတယ်ဒါမဲ့အာဆင်နယ်ကဒီရာသီမှာကစားသမားတွေကိုလည်းထုတ်ဖို့ရှိနေပါတယ်တိုက်စစ်မှာလုံးဝသုံးစားမရဖြစ်နေကပရီရဲ့ဂျေဆုကိုဒါရောင်းချဖို့အလားအလာလည်းရှိပါတယ်ပြင်တချို့သောတန်ရာရကစားသမားတွေနှက်ရှည်လာများ အာဆင်နယ်မှာတောင်းတင်နေတဲ့ကစားသမားတွေကိုလည်းဒါအာဆင်နယ်ကနေပြီးတော့ထုတ်ရောင်းသွားဖို့ရရှိပါရဲ့ကစားသမားတွေဒီမလို့အတော်ရဲကစားသမားတွေအားလုံးကိုထုတ်ရောင်းသွားနိုင်ပြီဆိုတော့အာဆင်နယ်ကတကယ့်ကိုကောင်းမွန်တဲ့ကစားသမားကိုစီးကြည့်ပေးပြီးတော့ခိုယူသွားနိုင်ဖို့အလားအလာရှိပါတယ်အာဆင်နယ်ကဒီရာသီမှာတိုက်စစ်မှုကိုတော့မရမကခိုယူရမှာဖြစ်ပါတယ်ဒါမှတလည်းလာမယ့်ရာသီမှာစူပလာတွေကိုစိန်ခေါ်နိုင်မှာဖြစ်ပါတယ်အာဆင်နယ်ဟာပရီးမီးယားလိဖလားကိုမရရှိခဲ့တာဆိုရင် နှစ်ပေါင်း20ကျော်ကလာခဲ့ပြီဖြစ်ပါတယ်ဆိုတော့အာဆင်နယ်အနေနဲ့ဖလားတွေကိုပြန်လည်ပြီးစိန်ခေါ်နိုင်ဖို့ခေကောင်းတစ်ခေကိုပြန်ပြီးထူထောင်ဖို့ဆိုရင်တော့ကျွန်တော်တိုက်စစ်မှုကောင်းကောင်းတဦးလိုအပ်ပါတယ်တဦးတော့မဟုတ်ဘူးနှစ်ဦးစလုံးလိုအပ်နေရပါတော့နှစ်ဦးသုံးဦးလောက်ကိုလိုအပ်နေရလက်ရှိမှာအထောင်တိုက်စစ်မှုမှာကောင်းကောင်းမွန်မွန်ကစားနိုင်တဲ့တိုက်စစ်မှုစစ်စစ်အာဆင်နယ်မှာမရှိတဲ့ဖြစ်တဲ့အတွက်အာဆင်နယ်နေနဲ့တိုက်စစ်မှုတွေကိုတော့ ခေါ်ယူသွားဖို့လိုအပ်နေပါတယ်ဒီတိုက်စစ်မှုထဲမှာတကယ်အရည်သွေးပြည့်တဲ့တိုက်စစ်မှုတွေကိုသာအာဆင်နယ်ကရွေးခေါ်ရွေးချယ်ပြီးတော့ခေါ်ယူသင့်တာဖြစ်ပါတယ်ဆိုတော့လာမယ့်ရာသီမှာအာဆင်နယ်ကဘလို့အခြေအနေရင်းနဲ့ဆက်ပြီးဖြတ်တန်းသွားမလဲဒီအပြောင်းအဆွေးရာသီမှာကိုပဲကစားသမားဘယ်တိတ်ဘယ်တိုက်စစ်မှုကိုအမီရခေါ်ယူသွားမလဲဆိုတာကျွန်တော်ဆက်လက်စောင့်ကြည့်အပေးသွားဖို့ရန်ဖြစ်ပါတယ်နားထောင်ပေးတဲ့တွေတွေကိုကျေးဇူးတင်ပါတယ်ခင်ဗျာ